ဗုဒ္ဓကဆင်းရဲဒုက္ခတွေကလွတ်မြောက်ခြင်းရတယ်ဆိုရင်အဓိကလောက်ရမှာကဒုက္ခကိုသိအောင်လုပ်ဖို့ဟာနံပါတ်1တဲ့သိပယ်ဆိုင်ပွားဆိုပြီးတော့နံပါတ်1ဒုက္ခကိုအရင်သိအောင်လုပ်နံပါတ်2ဒုက္ခဖြစ်ကြောင်းကိုပဲနံပါတ်3ဒုက္ခချုပ်သွားတဲ့အဖြစ်ကိုရအောင်လုပ်နံပါတ်4ဒုက္ခချုပ်ငြိမ့်သွားမယ့်အကျင့်တွေကိုကျင်းလို့ သစ္စာ၄ပါးဆိုတဲ့မှန်ကန်တဲ့စကား၄ခုမှမင်းခဲ့တယ်။ဒုက္ခကိုမသိရင်လေဒုက္ခကမလွတ်မြောက်နိုင်ပြီဘူး။ဒုက္ခမဟုတ်တာကိုဒုက္ခလို့သိနေရင်လေဒုက္ခကလွတ်မြောက်နိုင်မှာမဟုတ်ပြန်ဘူး။တဘာဝဒုက္ခတွေရောတဏှာကြောင့်ဖြစ်တဲ့ဒုက္ခတွေရောအာလုံးဒုက္ခတွေကြီးလို့မြင်ရင်လေဒုက္ခက လွတ်မြောက်ဖို့ခက်နေလိမ့်မယ်။ဒုက္ခဆိုတာ ဗုဒ္ဓကတဏှာကြောင့်သာဖြစ်တာလို့မိန့်ခဲ့တာကိုတဏှာအကောင်မှားပြန်ရင်လေဒုက္ခကလွမြောက်နိုင်ဖို့မလွဲပြန်ဘူးကိုခန္ဓာလိုအပ်လို့စာပါလျက်ခန္ဓာကိုယ်ကလိုအပ်လို့အစာတောင်းနေပါရဲ့နဲ့စားကျင်တာလောဘတဏှာဆိုပြီးတော့အစာမစားဘဲနေရင်လူမှာဒုက္ခဆင်းရဲတွေရောက်လိမ့်မယ်ကိုခန္ဓာကမလိုအပ်ပါပဲလျက်ခန္ဓာကိုယ်အတွက်အကျိုးမပြုပါပဲလျက် ဝန်စားဆေးတော့စားတဲ့ကိုအစွဲစိတ်ကစားနေတဲ့လောဘတဏှာကို လောဘမှမသိတဏှာမှမသိပဲစိတ်ကစားနေတာတွေကိုဖြည့်နေကြမယ်ဆိုရင်လေလူမှာဆင်းရဲဒုက္ခတွေရောက်နေမှာပါပဲတဘာဝကိုခန္ဓာကလူအပ်လို့စားတာတဏှာမဟုတ်ဘူးအဲ့ဒါကိုဖြည့်နိုင်အောင်ကြိုးစားရမယ်အားထုတ်ကြရမယ်ကိုယ်စိတ်အစွဲကစားတာတွေကိုတော့တဏှာလို့သိမြင်ထားရမယ်ဝန်စားတာ စေးစားရာအရက်စားရာဘိန်းစားရာအဲ့ဓာတွေကတော့အစွဲတနာကစားရာတွေဖြစ်တယ်ဖြတ်နိုင်အောင်ကြိုးစားကြဒုက္ခဆင်းရဲဆိုတာကိုတဘာဝဒုက္ခဆင်းရဲနဲ့အစွဲဒုက္ခဆင်းရဲကိုခွဲခွဲခြားခြားသိအောင်လုပ်ပြီးနေရမယ်တဘာဝဒုက္ခဆင်းရဲကိုပယ်နိုင်ဖယ်နိုင်အောင်ကြိုးစားနေရင်လေလူမှာသေးကြပေါ့ဆင်းရဲဒုက္ခရောက်နိုင်သလို အစွဲဒုက္ခဆင်းရဲတွေကိုလည်း ဖယ်ဖို့ပယ်ဖို့မကြိုးစားဘူးဆိုရင်လေလူဟာဆင်းရဲနေမှာပဲဒုက္ခမသိလို့ဒုက္ခပျောက်နေရင်လေလူမှာဒုက္ခကောင်းကောင်းရောက်လိမ့်မယ်ဒုက္ခမသိလို့ဒုက္ခအကောက်မှားရင်လေလူမှာဒုက္ခရောက်ပြီသာမှတ်ဖို့ဒုက္ခကလွတ်မြောက်ခြင်းနဲ့ဆိုရင်တော့ဒုက္ခကိုမှန်မှန်ကန်ကန်သိအောင်လို့တဘာဝဒုက္ခနဲ့အစွဲဒုက္ခကိုပေါ့အမုန်းစိတ်တွေကြောင့်စိတ်တွေဆင်းရဲနေသလား မုန်းတဲ့စိတ်တွေကြောင့်ငါစိတ်တွေဆင်းရဲနေရပြီဆိုတာနံပါတ်1အနေနဲ့သိအောင်လုပ်။နံပါတ်2အဲ့ဒီမုန်းတဲ့ကိစ္စကြီးကိုမမေ့နိုင်မပြောင်းနိုင်စွဲနေတဲ့တဏှာဆိုတာကြီးကိုဖယ်။နံပါတ်3အမုန်းစွဲကြီးချုပ်သွားရင်အမုန်းစိတ်ရောက်ဆင်းရဲနေဘူးလေချုပ်ငိမ့်သွားမှာမဟုတ်လား။နံပါတ်4ဒါကြောင့်အမုန်းစွဲကိုပယ်နိုင်တဲ့အကျင့်တွေကိုအလုပ်တွေကိုစလို့စကျင့်ဒါဆိုအမုန်းဒုက္ခ ငြိမ့်ပါပါပဲချစ်သူအပေါ်မှာစွဲနေတဲ့အချစ်စွဲကြောင့်မစားနိုင်မအိပ်နိုင်နဲ့ဆင်းရဲနေသလားအဲ့ဒီအချစ်စွဲကြောင့်ကိုယ်စိမ်တစ်ပါးဆင်းရဲနေရတာကိုပြီးအောင်မြအောင်ကြည့်နံပါတ်2အဲ့ဒီအချစ်စွဲစိတ်ကိုပယ်နိုင်အောင်ဖယ်နိုင်အောင်ကြိုးစားနံပါတ်3အချစ်စွဲမရှိတော့ရင်အချစ်စွဲကြောင့်ရောက်တဲ့ဆင်းရဲဒုက္ခပျောက်သွားမှာမဟုတ်လား နံပါတ်၄ဒါဆိုအချစ်ဆွဲတနာကိုဖြတ်တဲ့အကျင့်ဖြတ်တဲ့အလုပ်ကိုစလုပ်ဖို့အရက်ကိုဆွဲနေလို့ဆင်းရဲဒုက္ခတွေရောက်နေသလားနံပါတ်၁အရက်ဆွဲလို့ဆင်းရဲနေတာကိုသေးသေးချာချာသိအောင်မြင်အောင်လုပ်နံပါတ်၂အရက်ကိုဆွဲနေတဲ့အဆွဲကိုပယ်နံပါတ်၃အရက်ကိုဆွဲတဲ့အဆွဲမရှိတော့ဘူးဆိုရင်အရက်ဆွဲကြောင့်ရောက်တဲ့ဒုက္ခလည်းချုပ်ပြီပေါ့နံပါတ်၄ ဒါဆိုအရက်ဖြတ်တဲ့အရက်စွဲဖြတ်တဲ့အလုပ်ကိုစလုပ်အရက်ကိုစဖြတ်ဖို့နေကုန်းချုပ်ကြပါစို့ဆိုရင်အာလုံးအာလုံးဒုက္ခကိုမြင်အောင်ကြည့်တတ်ပြီးတော့ဒုက္ခဖြစ်ကြောင်းတဏှာကိုပယ်တတ်နိုင်လို့ဒုက္ခတွေချုပ်ဆုံးပြီးသွားနိုင်အောင်ဒုက္ခချုပ်မဲ့အကျင့်တွေကိုကျင့်နိုင်ကြပါစေလို့ဆန္ဒပြုခဲ့ပါတယ်